ကဲမင်္ဂလာပါမင်္ဂလာပါမိတ်ဆွေတို့ကြီးမင်္ဂလာပါနော်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါခင်ဗျာကဲဒီနေ့တော့ဆရာမတင်ပြဘူးလေမတင်ပြဘူးဆိုတာကနော်ညတော့ကတော့မိတ်ဆရာမိတ်ဆွေမျှော်ရမယ်ဆရာထင်ပါတယ်နော်ဒါမတင်ပြဘူးဆိုတာခဏကမရဘူးလားမဟုတ်ဘူးရတယ်ဒါပေမဲ့ဘယ်လိုဖြစ်သွားလဲဆိုတော့တလုံးတွဲသွားတယ်မိတ်ဆွေတို့ကြီးနော်တပွဲတော့ဆရာထုံးစံအတိုင်းပေါ့ဒီမှာ1 3နော်ဒီမှာ1 3စိုက်က2စိုက် တစ်တုံးနဲ့တုံးကြတုံးကြနဲ့နှစ်ကွက်ရတယ်နှစ်ကွက်ရတော့ဒီမှာအခုဒါလည်းအဲ့ဒါလေးညာတော်ကဟိုနေနာလေးကိုဒါမှမဟုတ်ဒီကောင်ကစရာဘလူပြောမလဲဆိုတော့ဟိုမတင်ဖြစ်တာလေမတင်ဖြစ်တာကလည်းစိုက်ကမညီလို့ညီရင်စရာအပိုင်တင်ပြီးမှာအခုကမညီဘူးအခုလည်းပဲအဲ့ဒီစိုက်မျိုးပဲဒါမှမဟုတ်အခုကနှစ်စိုက်ဖြစ်နေဒီမှာတစ်စိုက်နော်ဒီဘက်မှာတစ်စိုက်ဒီဘက်စိုက်ကဟိုကဘလူပြောမလဲဒဲချင်းနှစ်ကွက်ဒီကောင်တဲချင်းနှစ်ကွက်ဒီကောင်လည်းအတူတူပဲတဲချင်းနှစ်ကွက်ပဲအဲ့တော့ညတော့ဆိုင်ရတယ် ညမတင်ဘူးဆိုတော့မညီဘူးဖြစ်သွားလို့နော်ကဏ္ဍဆိုင်မညီတဲ့ခါကျတော့ဟိုထင်တော့ထင်တယ်ဒီကောင်ကဒါဟိုဒါကတော့ကံတရားနဲ့လောက်ရသူဖြစ်တာဟုတ်နော်ဒါဒါကမကြည့်ဒီမှာဒီနေရာကိုဆင်တစ်ချက်ပြပြီးမယ်ဒါလေးကိုတစ်ချက်ကြည့်တယ်နော်ဒါဒါညတော့ကညမတင်ဖြစ်လိုက်တဲ့ဥစ္စာလေးကိုဆင်တစ်ချက်ပြအောင်နော်အဲ့တော့သူကဘလို့လှုပ်လိုက်လဲဆိုတော့ဒါတင်လိုက်ရင်လည်းမိတ်ဆွေတို့ဘယ်လိုပြောမလဲရင်ကျိုးအောင်နော်ဒီမှာကြည့် ဒါဒါဒါညတော့ဒီကောင်မပါဘူးเนาะဒီကောင်မပါသေးဘူးဒါလေးပင်တစ်ကပ်ကိုဒီကောင်မပါသေးဘူးเนาะဒီကောင်ပါဒီကဟောမဒီကောင်ပါတယ်ပြောတာလေမေးလို့ဒီကနေဒီမှာဒါမပါသေးရပါဘောเนาะဒီကမထွက်သေးတာဘောเนาะအဲ့တော့ဒီကောင်ကြည့်ဒီမှာကြည့်ညတော့ယူလိုက်တဲ့ပုံစံကဒီမှာ6ခွန်3ညပေါင်းခြင်းဒီ3เนาะ6ခွန်3ညပေါင်းခြင်းဒီ3ပြီးတော့နေဟိုခဏလေးခဏလေးဒီကောင်ကအဲဒီ3ဟုတ်ပြီဒီ3ပြီးတော့ တစ်ကိုဘယ်လိုယူရလဲမသိတော့ကွာမိတော့မိတော့ပဲဒီနားမှာတစ်ခုရှိရနော်ဒီမှာဒီမှာဒီဒီဒီ၃ခုယူတာနော်အဲဒီကောင်ပေါင်းခြင်းအဲဒီကောင်ပေါင်းခြင်း၃ဟောဒီ၃လုံးကခွန်ဒီမှာခွန်၃ည၃ည၃လုံးပေါင်းခြင်းကခွန်၃ခွန်နော်ဒီမှာကြည့်ဒီ၃လုံးပေါင်း၃ဒီ၃လုံးပေါင်းခွန်၃ခွန်လို့ဒီမှာကြာနော်ဒီမှာရိုက်ဒီမှာကြည့်နောက်တစ်ခွဲကိုကြည့်ဒီမှာဒီ၃လုံးပေါင်းရင်နှစ်ဆိုင်ကြာတာနော်ဒီ၃လုံးပေါင်းရင်၄နော် 3တင်3ပေါင်းရင်4တခါတော့ကြည့်ဒီ3လုံးပေါင်းရင်1 9ပေါင်းရင်2နောက်ဒီမှာ2 4လို့ကြာတယ်လားနော်အဲ့တော့ဘယ်ညာသူလာတာနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်မနက်ကပုံစံပေါ့နော်မနက်ကပုံစံဆိုလို့ရှိရင်ဒီမှာ3 4 9ညာပေါင်းရင်ဒီ3နော်တခါဒီမှာဒီ3လုံးပေါင်းရင်ဒီ1 3 1ဆိုပြီးတော့ဒီမှာသူကြပြရမှာနော် အဲ့ဒါကိုသူကခိုက်ကနှစ်ဖက်နှစ်ဖက်ညီပြီးဆင်းလာတာအဲ့ဒါကိုသူကဘလူးယူဘလူးထင်လိုက်လေဆိုတော့နေဦးခဏလေးနေဦးနေဦးခဏလေးဆိုတာကဟမ်ဟုတ်ပြီဒီကောင်၃နော်နေဦးနေဦးဒီကောင်၄ဒီကောင်၂အဲဟုတ်ပြီဒီမှာကြည့်တစ်ဆိုင်ကဒီလိုသွားတာအဲ့တော့ဒီအပေါ်မှာကသူကနှစ်ဆိုင်ညီဆင်းတယ်ဒီအောက်ရတော့သူကမညီတော့ပေါ့နော်အဲ့ဒါနဲ့ ်ပြန်မဟုတ်သေးဘူးဆိုကြမတင်ပြတာဒီမှာကြည့်ဒါကဒီမှာဒီမှာဒီမှာဒီသုံးလုံးပေါင်းခြင်းဒီတော့ခုနကဒီမှာသုံးခွန်ရတာနော်ဒီရှိရဒီကွန်ဒီလူရတာဒီသုံးလုံးပေါင်းခြင်းဒီတော့ဒီမှာကြည့်ဒီအထောင်သုံးလုံးပေါင်းခြင်းဒီခွန်ညီတယ်လေဒီနောက်ကလည်းသုံးခွန်ဒီကလည်းသုံးခွန်နှစ်ဖက်လုံးညီရောဒီမှာသူအပိုင်တော့ရတာပေါ့နော်โอเคနောက်တစ်ပွဲလည်းအဲ့တိုင်းမညီရဒီမှာကြည့်ဒီသုံးလုံးပေါင်းခြင်းဒီကခုနကတော့၄ဒီသုံးလုံးပေါင်းက2နော်နောက်တစ်ခါကြည့်ဒီမှာဒီဒီအပေါ်လိုပဲနော်ဒီမှာ ဒီသုံးလုံးပေါင်းခြင်းဒီ၄เนาะနောက်တစ်ခါဒီမှာဒီသုံးလုံးအထောင်သုံးလုံးပေါင်းခြင်းဒီ၄၄နှစ်ပဲတွေ့လားเนาะဒီမှာနဲ့ဒီမှာနဲ့ဒီရှေ့နဲ့ဒီရှေ့နောက်နဲ့ရှေ့နဲ့တွညိကြဒီမှာ၄နှစ်ဆိုပြီးသူကြအဲ့တော့မနေ့ကဆိုင်ကသူကအဲ့လိုဖြစ်တော့အတန်းနဲ့ဆရာမတင်ပြတာเนาะဒီမှာဒီသုံးလုံးပေါင်းခြင်းဒီက၃ဒီကောင်က၁၃၁လို့သူကရတယ်เนาะဒီမှာကြတော့တခါဒီကောင်က၃ညเนาะတခါဒီမှာကြည့်၉၃၈ပေါင်းခြင်းက၃ညဒီလိုသားဖြစ်တာ နော်အဲ့တော့ဒီမာလူမဲ့ညီရယ်မိတ်ဆွေတို့ကြီးမနက်ကမှဆိုရှေ့ညီရယ်တော့ဆရာတင်ပြပါလေနော်မတင်ခုကမတင်ပြတာကဒီနှစ်ကောင်ကလုံးမလုံးတော့ဘူးနော်အဲ့ဒါမဲ့တစ်ဖက်တော့လုံးမယ်ဆိုတာဆရာကြိုတွက်ထားတယ်ကဲဒါမဲ့ဘလို့ပဲဖြစ်သည်မတင်တော့ခုကကိုလေးပဲထိုးမယ်ဆိုပြီးဆရာဒီနှစ်ကွက်ရတဲ့မနက်ကအဲ့ဒီ၃ည၃ည၃ဟာဒီ၃ရက်ဆရာနှစ်ကွက်တည်းထိုးလိုက်တာဒါမိတ်ဆွေတို့ကိုတိတ်ခုနဒီမာလို့ပေါ့ညီပြီးကြရင်တော့ဆရာអော်ပြီးတော့မိတ်ဆွေတို့အာမခံနေဆရာတင်ပြီးမယ်ဘလို့မဖြစ်ဖြစ်ဒီ ီလိုညီလာပြီဆိုတော့သူကလုတ်ကိုလုတ်ရတော့မှာဟုတ်တယ်ဒါမှမဟုတ်လို့ဒီလိုပုံစံမျိုးနှစ်ဆိုင်ကြပါတော့အခုဒီမှာတစ်ဆိုင်ညီပြီးကြတယ်ဒီမှာတစ်ဆိုင်လည်းညီနေတယ်ဆိုတော့ဒီကောင်ကြရတယ်နောက်ကိုအဲ့လိုဆိုင်မျိုးတွေတွေ့ရင်တို့မိတ်ဆွေတို့ထိုးရဲတယ်ဆိုရင်ကောမမမှန်တဲ့ဆရာရှာပေးမယ်အဲ့လိုဆိုင်မျိုးတွေဒီလိုဆိုင်မျိုးတွေနော်ဒီလိုဆိုင်မျိုးဆရာတင်ပေးမယ်တွေ့အောင်ရှာပြီးရအောင်ဆရာတင်ပေးမယ်ဒီလိုဆိုင်မျိုးဒီလိုညီပြီးတော့ကြတယ်နှစ်ချက်ကို၃ဘင်းကလည်းဖြည့်ခြင်းဖြစ်မယ်၄ဘင်းကလည်းဖြည့်ခြင်းဖြစ်မယ် ကြိုက်ပါတယ်လူဆိုင်မှုကြိုက်ပါတယ်လုံရဲပါတယ်ဆိုရင်ပုံမှန်မှာမှန်ပြီးလားရဲ့ဆင်းရတွေ့အခုလိုဟာမလို့လေရအောင်ရှာပြီးတော့တွေ့အောင်ရှာမယ်ရအောင်တင်ပေးမယ်နော်ကဲထားလိုက်တော့ဒါတော့ဒါဒါမနေ့ကဖြစ်သွားတဲ့ပုံစံလေးကိုနော်အခုလေဒီညအဲ့လိုဆိုင်မှုတစ်ဆိုင်လာနော်ဒါပေမဲ့အခုကဒီမှာ3 1 3ည3ညနော်အဲ့လိုဖြစ်လာအခုလေကဏအဲ့လိုပဲအဲ့တော့ဒီကောင်တို့ကမိန်ကြီးယူမယ်နော်နှစ်ဆိုင်ပဲသူကြီးရတယ်ဒီမှာကြည့်နော်ကဲသိပ် view ဟန်သိရှေ့မှာကြောက်နော် လေးရှိသွားမယ်ဒါကခုနမဟုတ်ခုနင်းတဲ့ပုံစံလေးကိုချာညခုနင်းတဲ့ပုံစံလေးကိုချာချပြပေးတာနော်ဟိုဘယ်လိုပြောမလဲအဲလမ်းကြောင်းလေးပြပေးတာဟုတ်လားကဲဒါဆိုရင်အခုအဲ့ဒီလိုပုံစံပဲသွားမယ်ကြာလို့ဘေးညာလာမှာနော်ဘေးညာလာမှာမလီဘေးညာလာမှာဆိုတော့ဘယ်လိုသွားမလဲတဲ့ဆိုတော့ ကြည့်ရအောင်ကြည့်ရအောင်မယ်ဆိုတော့အဟုတ်ပြီဒီမှာတစ်ချက်ကြည့်မယ်နော်ဒီမှာတစ်ချက်ယူမယ်ဒါကတစ်ဆိုင်နော်ဒီမှာဒီမှာခွန်နော်ဒီမှာခွန်ဒီမှာ၃ဒီမှာဒီလုံးနဲ့ဒီလိုတပင်ကြောယူတာနော်ခွန်၃ပေါင်းချင်းဒီ၃ညဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့တစ်ခါဒီမှာကြည့်ခွန်၃၈ဒီ၃လုံးပေါင်းချင်းဒီ၈အဲ၃ည၈လို့တကွရှိရရတယ်နော်နောက်ကလည်းအဲ့လိုလာမယ် ဟဲ့လားနောက်ကလည်းအဲ့ဒီလိုသွားမယ်ဟိုဒီဟာဟုတ်ကဲ့ထားဒီမှာအောက်ပြင်ဒီမှာ38လို့သူကြားတယ်နော်ဒီကောင်နော်ကဲထားနောက်တစ်ပြင်ဆက်ကြည့်မယ်ဒီမှာကြည့်တင်းနှစ်ပေါင်းခြင်းဒီ3ဟုတ်ပြီနော်ဒီမှာတရှိတပေါင်းခြင်းဒီ3ညာ ဲဒီမှာ၃တုံများလို့သူကြားတယ်နော်ဟုတ်ပြီနော်ရှေ့နောက်ဒီခုနဆိုင်မျိုးပဲလာတာနော်ကဲထန်တာဆိုရင်အခုဒီမှာတစ်ချက်ကြည့်ရအောင်ဒီမှာတစ်လီပေါင်းချင်းဒီလာဟုတ်ပြီနော်တစ်လီပေါင်းကဒီမှာ၄၂6ပေါင်းချင်းဒီနေဟော52လို့တကွက်ဒီမှာရပြီနော်52အားမယ်ပေါ့ဟာလာသူဘလူပေးမလဲတော့မသိဘူးပေါ့နော်မနက်ကလိုပဲ1ချိန်လောက်ပေါအောင်မလားတော့မသိဘူးပေါ့နော်ကဲဒါဆိုရင်နောက်တစ်ဆက်ကြည့်မယ် ခုနပြတဲ့ဆိုင်လူမျိုးပဲနော်ဒီမှာရှေ့နောက်တော့ရှေ့နောက်တော့ကြာလာတာနော်ခဏဆိုရင်နောက်တစ်ဆက်ကြည့်မယ်နောက်တစ်ဆက်ကြည့်တာဘယ်လိုလာမလဲဆိုဒီထဲမှာပဲနော်ဒီလေးပဲနဲ့ကပဲဒီမှာကြည့်288ပေါင်းချင်းဒီ8ဟုတ်ပြီနော်နောက်တစ်ခါဒီမှာခွန်333ဒီလေးလုံးပေါင်းမယ်နော်ခွန်333အဲ့လေးလုံးပေါင်းချင်းဒီ3ညကဲဒါဆိုရင်ဒီမှာညီပြီလားဒီမှာ8 3ညဒီမှာ8 3ည ောပြီနော်ဒါဆိုတော့ဒီမှာ၈သုံးညာလို့သူပြတာဟောပြီနော်ကဲဒါဆိုတော့နောက်တစ်ပတ်ခက်ကြည့်မယ်ဒီသုံးဒီသုံးညာလို့ဒီမှာကြာပြီနော်ကဲဒါဆိုရင်ဒီမှာနောက်တစ်ခက်က6သုံးညာပေါင်းခြင်းဒီသုံးဒီမှာ7 9 8ဒီလေးလုံးပေါင်းခြင်းဒီသုံးညာပါပဲလေကဲဒါဆိုရင်ခုနကတော့ဒီကောင်နဲ့ညီပြီနော်ဒီမှာ3သုံးညာဒီမှာ3သုံးညာညီပြီသူကြာပြီဟောပြီနော်ကြာပြီနော် အဲ့လိုစိုက်မျိုးကိုဆရာနောင်နေညာဒီကြအဲ့လိုနှစ်ကြိမ်ကြားလေးကြီးဆရာရှာပြီးအဲ့လိုစုံပြီးညီပြီးကြတာဟာမဟုတ်ရှာမယ်နော်ကဲဒါဆိုရင်အခုကြတော့သူဘယ်လိုဖြစ်လဲခုနလိုစိုက်မျိုးပဲဖြစ်နေတယ်ဒီမှာငါနော်ဒီသုံးလုံးပေါင်းရင်နှစ်ငါနှစ်လို့သူရပြီတကွနော်ရှေ့ကနောက်တစ်ခါနောက်ကဒီမှာ9 10 9ပေါင်းချင်းဒီနှစ်ပဲဟောနှစ်နှလုံးကတူပြီလားနော်ဒီနှစ်ဒီနှစ်ကတူပြီကဲဒါဆိုရင်ဒီမှာကြည့်ရအောင် ၄၃၀၀၀၀၀၀၀၀ပေါင်းချင်းဒီကဘယ်လောက်လဲ၃နဲ့ဟော၂၅နဲ့၃နဲ့ကဲအဲ့တော့ဒီကောင်ကအလိုလို့လိမ့်မယ်လို့ဆရာထင်တယ်ခမန်းတယ်ဗျာဘာဖြစ်လို့ခမန်းလဲဆိုတော့ဒီ၅နဲ့ဒီ၃နဲ့နှစ်ကတူတူနေတယ်လေရှေ့ရောနောက်ကတူနေတယ်၅နဲ့၃နဲ့နှစ်ခတ်လေးဖြစ်နေတယ်အဲ့တော့ဒီမှာက၅၅နှစ်ခတ်ဒီ၃၃နှစ်ခတ်ဒီ၅ဖြစ်နေတဲ့အတွက်ဒီကနန်းနှစ်ကွက်လုံးကိုဆရာတို့မနေ့ကမနေ့ကိုအာထုတ်ပေးရအောင်နော်အာရောမအာလို့မရတော့ဘူးဒီကောင် နှစ်ကွက်လုံးကိုလုံးကိုလုံးမရဘာဖြစ်လို့နှစ်ကတူနေတယ်ဆိုနှစ်ပိုင်းတော့ယူလို့ရတယ်ပေါ့နော်သဘောဟာလားကဲဒါထားဒါဆိုရင်ဒါဆိုရင်နဲ့ခဏလေးနော်ခဏလေးခဏလေးဒီမှာဟိုကလုံးလို့ဒီတန်းရေးတင်ရေးရေးလိုက်လို့ဒီမှာဒီမှာရေးမှုနော်ဒါဆိုရင် နှစ်ငါလို့ဖြေရလို့နှစ်ငါနှစ်သုံးဖြေရလို့နှစ်ကွက်ရပြီနော်ဟာခဏလေးနော်ဒီမှာခဏတရက်နော်ခုနလနှစ်ကုံညာနှစ်ငါနော်နှစ်ကုံညာနှစ်ငါนี่ตรงนั้นเนี่ยมันแน่ป่ะเนาะมันแน่เอาไป နှစ်ဟောနှစ်ငါနှစ်တော့ဟောပြီနော်ဒီကောင်အာမယ်ဟဲ့လားโอเคနော်နှစ်ငါနှစ်တော့မကွဲရပြီโอเคနောက်တစ်ချက်ကနောက်ဒီဘက်ကတစ်ဆိုင်ကိုကြည့်အောင်နော်ဒီဘက်တစ်ဆိုင်ကိုကြည့်အောင်ဒီကောင်ကဒယ်လီကိုဟိုကနှစ်ကွဲဆိုအကုန်လုံးတော့မိတ်ဆွေလူကြီး ကြိုက်တယ်ကွာမင်းရှိလို့လို့ပေါ့နော်ဆရာတော့6ကွက်လုံးထိုးသိချင်းတယ်ဟိုနိုင်တော့ပေါ့နော်နိုင်တော့ပေါ့ဟာလာခဏဆိုကြည့်ရအောင်နော်ဒီမှာတစ်ဆိုင်ကြည့်ရအောင်ဒီနေ့ဆိုင်ကဘယ်လိုကြည့်မလဲဆိုတော့ဒီမှာဒီကောင်ကဒဲ့ချင်းသွားမှာနော်အဲ့တော့ရှစ်နှစ်ရှစ်ပေါင်းချင်းဒီဘယ်လောက်လဲနော်ရှစ်နှစ်ရှစ်ပေါင်းချင်းဒီရှစ်ပေါ့ဟာလာဟုတ်ပြီနော်နောက်တစ်ခါဒီမှာ3ပင်တစ်ခါနော်ဒီမှာ4 3 4ပေါင်းချင်းဒီလေ10ပဲ ဟုတ်ပြီနော်ကဲဒါဆိုရင်တဲ့ဒီရှစ်ဖြစ်အောင်ဆရာတို့ဘာထည့်မလဲဒီမှာ၃ရှိရင်ကြောင့်၅အပိတ်လို့တလုံးထည့်မယ်ဒီလားဟောခုနကတော့ဒီမှာဆရာတို့ဒီမှာ၅နှစ်လို့နှစ်၅လို့ရှိထားတယ်တွေ့လားနော်၅အပိတ်တလုံးရပြီဆိုတော့၅ကဒီမှာလည်းတလုံးရှိတယ်အခုဒီမှာလည်းတလုံးတွေ့ပြီဆိုတော့၅ကနှစ်ချက်ရှိပြီနော်အဲ့တော့နှစ်၅နည်းနည်းအကောင်းနေတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ကဲထားဒါဆိုရင်ရှိဦးကြည့်အောင်နော်ဒီ၃လုံးကဒီ၃လုံး၈ဒီ၃လုံး၈ဒီ၃လုံး၈ဖြစ်အောင်ဆိုရင်၅ပိတ် နော်နောက်တစ်ချက်ကထိတ်ချီယူကြည့်မယ်ထိတ်ချီကြတော့သူဘယ်လိုလာလဲဆိုတော့ဒီမှာဒီလေးလုံးပေါင်းမယ်နော်ဒီမှာဟာတုံညာ1 2 9ဒီလေးလုံးပေါ့နော်ဒီလေးလုံးခုနကတော့ဒီ3လုံးနော်ဒီမှာ1တုံညာ1 9ပေါင်းချင်းဒီဘယ်လောက်လဲ2ဟာ1တုံညာ1 9ပေါင်းချင်းဒီ2အဲ့တော့ဒီ3လုံး8လေးလုံး1လို့ရတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒုတိယတစ်ခါကြည့်မယ်ဒီ၃လုံးဒီ၈ဒီ၄လုံးဒီ9 ဟော2300ခွန်ဒီမှာဒါနဲ့ပေါင်းမယ်3ဟုတ်ပြီเนาะ2300ခွန်3အဲ့ဒီ၄လုံးပေါင်းရင်းဒီလည်းနှစ်ပါပဲအဲ့တော့ဒီ3လုံးရှိဒီ၄လုံးနှစ်လို့ရတယ်ဟုတ်ပြီเนาะကဲဒါဆိုရင်ဒီပွဲမှာဒီကဒီကောင်ရှစ်ဖြစ်အောင်เนาะဒီမှာ9လို့ပိတ်အဲ့တော့ဒီ၄လုံးညာတော့နှစ်လို့ယူပါမှာเนาะဒီ၄လုံးနှစ်လို့ထည့်အောင်ဆိုရင်ဒီမှာဗာထိတ်ဝင်မယ်ဒီမှာက3ညာ1နှစ်က3လို့ရှိတာ ဲ့တော့နှိမ့်ဖြစ်အောင်ဆိုရင်ဇာတ်ဘာထည့်မယ်ကိုထည့်လို့တလုံးထည့်ပြရ65လို့တကောထွက်လာကဲတန်းကတစ်ဆိုင်နော်နောက်တစ်ဆိုင်ကြည့်အောင်ဒီထဲမှာပဲဟဲ့အဲ့တော့ဒီကောင်လည်းဒီကောင်ဒိတ်ချင်းယူဒီကောင်ဒိတ်ချင်းယူဟဲ့လားကဲနောက်တစ်ဆိုင်ကြည့်အောင်တတိယရောမိတ်ဆွေလူ၄3 9ကိုကထိုးမယ်နော်အဲကြာရင်တော့မိကျုံမှာထည့်ရေးပြလိုက်မယ်ဟုတ်လားထည့်ရေးပြလိုက်မယ်ကြာရင်တော့ထိုးတာပေါ့နော်စိုက်တော့မပြတော့ဘူးဟုတ်လားဒီကြီးက ဘာဖြစ်လဲဆိုတော့ဘီယူဖန်လည်းသိတာရှိတာအကြီးများသွားမယ်နော်ဟုတ်လားအားရှိသွားတယ်သိပြီးတော့ဘယ်နှမဖြစ်ဘူးအဲ့တော့ဟောဘယ်လိုလဲဆိုတော့ဟိုအပင်တူလေးအပင်တူလေးနော်အဲ့တတိတီရလေးဒီလိုဒီလိုကတ်ရလေးဂျန်ကတ်ရကတ်ခွေလေးပဲဟိုမိမ့်မတွက်လေးပေါ့နော်အဲ့ဒါလေးနဲ့ပဲဆရာဒါလေးတကွထိုးမယ်ဆိုပြီးစိတ်ကူလာလို့နော်အဲ့ဒါလေးဆရာပြန်ပေးပြောလိုက်မယ်နော်အဲ့ဒါကြဲနေထိုးပေါ့လေမကြဲတော့လည်းမိတ်ဆွေတို့သဘောပေါ့ တွေ့နေမကြည့်ရလို့မကြိုက်လို့မထိုးတော့ဒါမိတ်ဆွေတို့သဘောပေါ့နော်ဒါကကံတရားပေါ့ဟုတ်တယ်ကဲဒါဆိုရင်နောက်တစ်ဆိုင်ကြည့်အောင်နောက်တစ်ဆိုင်ကအဲဘယ်ရောက်ဝင်လဲဟောမနမနနောက်တစ်ဆိုင်ကအဲ့ဒါမှာရှစ်နှစ်မှာနော်ရှစ်နှစ်၃ညရှစ်နှစ်၃ညပေါင်းခြင်းဒီ၃ညနော်သူကအပင် အပင်ဆက်တိုက်သွားမှာနော်အပင်ဆက်သွားမှာဟာနောက်တစ်ခါဒီမှာ၈နှစ်ပေါင်းခြင်း၃ညဟို၈နှစ်၃ညပေါင်းခြင်းဒီ၃ညဒီမှာခွန်၃ခွန်၃၃ညပေါင်းခြင်းဒီလေ၃ညပဲဟုတ်ပြီနော်ကြည့်တာဆိုရင်ဒီကောင်နဲ့ဒါနဲ့၃ညဖြစ်အောင်သွားမှာနော်ဒီမှာက၁နှစ်လို့ရှိတာအဲ့တော့၃ညဖြစ်အောင်ဆိုရင်ဗာထိတ်ဝင်မယ်ခွန်ထိတ်ဆိုပြီးတုံးထည့်ပေးရမှာနော်ဒီနှစ်ကွက်နဲ့လည်းဒီကောင်အပီးပေါင်းသွားနိုင်တယ်နော်ဟာဒီဘယ်ကောင်ခုနကဟို၂၅လို့နင်တို့ပြတ်မယ်ဆိုဒီကောင်နဲ့လည်းသူအပီးထွက်လို့ရတယ် ဒီမှာ2 5ဆိုအခုဒီမှာခွန်ထိပ်ရှိပြန်လားဟိုက9 5လို့တို့ကယူမှာ2 5ကိုမဲမှာဆိုရင်တို့က9 5လို့ဖြစ်သွားနိုင်တယ်နော်နောက်တစ်ချက်ကအဲ့တော့ဒါထိပ်3ညာခွန်လို့ရပြီနော်ဒါဆိုရင်3ညာပေါ့ဟုတ်လားဒီမှာ1 2ခွန်ပေါင်းခြင်းဤ3ညာလို့ရမယ်နောက်တစ်ခုအပိတ်ကိုကြည့်အောင်ဒီမှာ9 4 3 9 4 3ပေါင်းခြင်းဤ6တဲ့ဟော7 2 3ညာပေါင်းခြင်း3ညာ9 4 3ပေါင်း6 ဒီလူ၃ညဒီလူ6လို့ရိုက်တယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီမှာ၃ညလို့ပြန်ပေးပြီးတော့ဒီမှာ၃ည၄နှစ်နော်ဒီမှာ၃ည၄နှစ်ဒီဒါလည်း6ပဲဟောနော်အဲ့တော့ဒီ၃ခွန်း၃ညပေါင်းခြင်း၃ည၃ည၄နှစ်ပေါင်းခြင်း6အဲ့တော့ဒီ၃ညဒီ6ဒီလူ၃ညဒီလူ6ကဲဒါဆိုရင်အခုဒီ၃ညအဖြစ်အောင်ဆိုရင်ခွန်ထည့်လို့ရကဲဒီမှာဒီ6ဖြစ်အောင်ဆိုရင်ကျတော့ဘာပိတ်ရောဒီမှာ၃ည၂လို့ရှိတယ် နှိမ့်လို့ရှိရင်6ပြောင်ဆိုရင်ကျတို့ဒီမှာဘာပိတ်ပြီးမလဲ၄တလုံးပိတ်ပြီးရမယ်ဟောကဲအဲ့တော့ဦးငါတဲ့ချင်းခွန်လေးတဲ့ချင်းเนาะအဲ့ဒါမိတ်ဆွေတို့ချိန်ထိုးတော့ချိန်ထိုးတော့ကျတော့အဲ့၄ခွက်ပဲ၄ခွက်မဟုတ်6ခွက်ပေါ့ဒီကောင်လည်းတဲ့ချင်းပြီးလိုက်မယ်တဲ့ချင်းယူလိုက်မယ်เนาะဒီမှာတဲ့ချင်းကတပြည့်မဟုတ်ဘူး၉ငါခွန်လေးနောက်တစ်ခါဒီမှာခွန်ငါကိုလေးအဲ့ဒိုင်းသွားမယ်6ခွက်သွားမှာတဲ့ချင်း6ခွက်ပေါ့เนาะဟိုကောင်ကတော့တဲ့ဟုတ်လားကဲအဲ့ဒါမိတ်ဆွေတို့ မှာကြာတွေ့တာမြင်တာတွေတော့အကုန်လုံးပြီးလိုက်ပြီနော်ညညဘူးပြီးလိုက်ပြီဟုတ်လားအဲ့တော့မိတ်ဆွေတို့ကြိုက်တယ်လို့တော့လို့တဲ့ဥစ္စာကိုတော့ကြိုက်ရင်တော့မကြိုက်ရင်တော့လည်းမိတ်ဆွေတို့တဘောနော်အဲ့တော့မရှင်းရင်လည်းဘီဒီယိုဖိုင်ကိုနောက်ခေါက်တော့ငေါ့လို့ပြန်ကြည့်ပါဟုတ်လားကဲဒါဆိုရင်ဒီမှာရေးမယ်မဘောတင်မယ်ပေါ့ဟုတ်လားပြောနေချက်ထုံးစံအတိုင်းပေါ့နော်ကဲဒီမှာနေ့ကနေ့တော့အာပြီးရပါပြီနော်နောက်တစ်ချက်ခုနကတော့ပါရင် โกโก้งาขอนเลยเนาะฮอบีเอาเดโก้งาขอนเลยเนาะเดมา6กั่วตามเนาะ9งาขอนเลยนอกตะคา9งาขอนเลยပြီးတော့ပါတယ်เท่ๆเฉยๆมาดิ9งาขอนเลยขอนงาโกเลยဟုတ်ပြီเนาะอืมဟုတ်တယ်ขอนงาขอนเลย9งาโกเลยเนาะขอนงา9 အဲ့ဒီမှာခွန်ငါးတော့ထည့်ရမယ်နော်ကိုကကိုငါးကိုလေးဆိုတော့ဟုတ်ပြီအဲကိုငါးကိုလေးပြီးတော့ခွန်ငါးကိုလေးနှစ်ကွက်ကြံတယ်ခွန်ငါးခွန်လေးနော်ကိုငါးကိုလေးဟုတ်ပြီဒီမှာကခွန်ငါးနော်ဒီမှာကိုလေးကဲအဲ့မှာတက်တက်မလို့အားပါပါတော့အားပါနော်အားလုံးပဲရှင်ပြကြပါစီဟုတ်လား စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းပြည့်စုံကြပါစေနော်ဆရာမိတ်ဆွေများလူရင်းဆန္ဒလေးတလုံးတော့ပြည့်ကြပါစေတဲ့အားလုံးပဲဘိုင်ဘိုင်အိုးဒီမှာ 3D နော် 3D တို့ခွက်ဟလာဒီဒီပါလေ439 4 3 9 သုံးခုနော်ဒီသုံးခုတဲ့ပါလားတဲ့တစ်ခွက်ကောင်းပါနော်ကဲအားလုံးပဲဆင်ပြေကြပါစေဗျာဘိုင်ဘိုင်ကဲနှစ်ဖြန်ကိုနော်ခုနဆရာပြတဲ့စိုက်မျိုးကြီးနှစ်ပင်ကြညီညီပြီးကြားရတဲ့စိုက်မျိုးကြီးဆရာရှာမယ်ဟလားအဲ့လိုနှစ်ပင်ကြလေးနဲ့အဲ့လိုတင်ပြီးမယ်ကဲအားလုံးဆင်ပြေကြပါစေစိတ်အချမ်းသာကိုကြီးကျမ်းမာတဲ့ပြည့်စုံကြပါစေဇန်နဝါရီတရုံဘုရားပြည့်ကြပါစေဘေးဘီယာအပေါင်း င်ဝေးကြပါလိမ့်ပြာနော်